ပင်လယ်ပြင်မှာအပြစ်အခတ်ရပ်ဆဲထားဖို့ရုရှားနဲ့ယူကရိန်းတို့ကသဘောတူညီခဲ့ကြောင်းသိရပါတယ်။ဆော်ဒီအာရေဗျနိုင်ငံရီယက်မြို့မှာအမေရိကန်ဟာယူကရိန်းရုရှားကိုယ်စားလှယ်အဖွဲ့တွေနဲ့တရားစီတွေ့ဆုံဆွေးနွေးခဲ့ပြီးရက်ပိုင်းအကြာမှာပဲဒီသဘောတူညီမှုထွက်ပေါ်လာတာပါ။အမေရိကန်ကအခုညှိနှိုင်းမှုမှာပါဝင်နေသူအသီးသီးဟာအတို့ရှိပြီးခိုင်မာတဲ့ငြိမ်းချမ်းရေးမျိုးတိဆောက်ယူနိုင်အောင်အားထုတ်လှုပ်ဆောင်နေတယ်လို့ထည့်သွင်းကြေညာခဲ့ပါတယ်။ရုရှားထိန်းချုပ်ထားတဲ့ယူကရိန်းနယ်မြေတွေနဲ့ ယူကရိန်းစစ်ကမ်းတွေထိစပ်နေရာပင်လယ်နက်မှာတိုက်ပွဲတွေရက်စဲသွားခြင်းကအရေးပါတဲ့ကုန်သွယ်ရေးရှည်လန်းကြောင်းတစ်ခုကိုပြန်ဖွင့်နိုင်မယ့်အထိပ္ပယ်လည်းဖြစ်တယ်လို့ American ကပြောပါတယ်။နောက်ပြီးရုရှားနဲ့ယူကရိန်းတို့ဟာစွန့်အင်ဆိုင်ရာအခြေခံအဆောက်အအုံတွေကိုအပြန်အလှန်တိုက်ခိုက်မှုကနေချုပ်ထိန်ဖို့ကတိကိုလည်းခိုင်မာအောင်စောင့်ထိန်ဖို့အသီးသီးလက်ခံခဲ့တယ်လို့ Infuro ရဲ့ထုတ်ပြန်ချက်မှာဖော်ပြပါတယ်။ရုရှားကတော့နိုင်ငံအပေါ်အရေးယူပိတ်ဆို့ထားမှုတွေတဲ့က အစားအသောက်နဲ့ဓာတ်မြေဩဇာကုန်သွယ်ခွင့်တွေကိုပြန်လက်ခံခွင့်ပြုပေးမှာပဲပင်လယ်ပြင်မှာအပြည့်အခက်ရဆက်ရေးကိစ္စကစပြီးအသက်ဝင်လာမှာဖြစ်တယ်လို့ပြောထားပါတယ်ယူကရိန်းသမ္မတဇယ်လမ်စကီကပင်လယ်နဲ့ထဲမှာတိုက်ခိုက်မှုတွေရပ်တန့်သွားမယ်ဆိုရင်မှန်ကန်တဲ့လမ်းကြောင်းပေါ်ကနောက်ထပ်ခြေလှမ်းသစ်တစ်ခုဖြစ်သတ်မှတ်နိုင်မယ်လို့ဆိုပါတယ်ဒီသဘောတူညီမှုကတကယ်ပဲအလုပ်ဖြစ်မလားဆိုတာကိုအတက်ပြောဖို့တော့စော်လွန်သေးကြောင်းဒါပေမဲ့မှန်ကန်တဲ့တွေးဆောင်ဆွေးနွေးမှုတွေ မှန်ကန်တဲ့ဆုံးဖြတ်ချက်တွေမှန်ကန်တဲ့ခြေလှမ်းတွေရှိနေကြောင်းဇယ်လမ်စကီကမှတ်ချက်ပေးပါတယ်။အမေရိကန်ရဲ့ကြေညာချက်မှာတော့ရုရှားကိုဆက်ပြိုးရေးထုတ်ကုန်တွေနဲ့ဓာတ်မြေဩဇာကမ္ဘာဈေးကွက်မှာပြန်လည်ချိတ်ဆက်နိုင်အောင်အမေရိကန်ကကူညီပေးဖို့သဘောတူခဲ့ကြောင်းဖော်ပြထားပါတယ်ရှင်။